သမီးတဲ့တွေ့ခွင့်ရအောင်မလားပေါ့တရက်လောက်ပဲဖြစ်ဖြစ်ပေါ့အာအဲ့လိုခံစားချက်ကစိုးတယ်လीเนาะအဲ့လိုစိုးတယ်အမိဘအပေါ်မှာ तू ကဒါဟောအာယုံစိုက်နေတာပေါ့ပြီးတော့ तू ငငယ်လေးတုန်းကဆိုရင်တဲ့အာအဲ့လိုသူ့ဖေစကား TV မှာလာပြီဆိုတော့ ਨੇ ပပပပဆိုထခေါ်တော့သူတို့အိမ်တိုင်လုံးတမိသားစုလုံးကငိုရတယ်ပေါ့နော်အဲ့လိုစိတ်မကောင်းနေဖြစ်ကြရတယ်ပေါ့ဒါအမကိုယ်တိုင်လည်းဖြစ်ပါတယ် အဲ့လိုမျိုးပေါ့နော်ဟိုဒီလိုမျိုးလေးသူတို့လှုပ်ပေးမယ်ဆိုရင်လည်းမအားတို့ဘက်ကအဆင်သင့်ပါပဲပေါ့နော်အဲ့လိုမျိုးလေးတော့ရှိပါတယ်ဟုတ်ဒါမှသူနဲ့ပတ်သက်ပြီးတော့နောက်ဆုံးပြောချင်ပါဒီရနေ့ကဒီရနေ့ကစစ်ဆရာမလို့ဘူးပေါ့နော်ဟိုဒါအမစိတ်ထင်ပေါ့စစ်ဆရာမလို့ဆိုတာအဲမိုးစက်ချုံလေးကိုမွေးတော့သူက2009လောက်မှာမွေးရေပေါ့နော်မွေးပြီးတော့2000အဲ2000ခုနှစ်လောက်မှာအမတို့ကအမအမရေမိုးစချောအမေတို့ကအိမ်အောင်ကြရတယ်ပေါ့ကြရတယ်မှာအဲ2000ခုနှစ်လောက်မှာအိမ်အောင်ကြပြီးတော့2000နှစ်မှာ ငိုသက်ချိုလေးကိုငွေးတယ်ငွေးပြီးတော့သူကသူ့သူ့ဟိုကျုပ်ကျုပ်ရှင်းနေပါတယ်အကျိုးပို့နေပါတယ်လောက်ပါတယ်သူ့အဖေကချစ်ပါတယ်ချစ်ပေးရဲ့အဲ့လို2005လောက်ကြာမှသူတို့အိမ်တော်ကွဲတာဆိုတော့လေအဲ့လိုမျိုးဒီကနေ့ဆက်မယ်ဆိုရင်တော့မဆက်ပေးမဲ့သူတွေရာရှိနေရပဲလေဒီလားအဲ့တော့တကယ်လို့ဟိုဒါကတော့အမစိတ်ထဲမှာဒါငိုသက်ချိုနဲ့ပတ်သက်ပြီးတော့ personal interview နဲ့ပတ်သက်ပြီးနောက်ဆုံးဖြေတာပေါ့နော်မှန်တကယ်ကတော့မဒီနေ့ဒီလိုပွဲမျိုးမှာတော့မဖြေချင်ဘူးပေါ့နော်မဖြေချင်ဘူးဆိုပေမဲ့အာ request တစ်ခုအနေနဲ့တော့ရှိရယ် ုတ်ပြီ DNA စစ်ပေးဆိုရင်စစ်ပေးမယ်ပေါ့เนาะမိုးဆက်ချိုလေးကို2026 match လာ14ရက်နေ့သူ့မွေးနေ့မှာအဖေတယောက်အနေနဲ့အဖေမြတ်တာလေးအဲ့တရက်လေးပေးပေးလို့ရမလားပေါ့ဒါ request ပေါ့เนาะအဲ့လိုလေးပေးပေးလို့ရတယ်ဆိုရင်ဒါဟိုရှိတယ်ပေါ့เนาะကိုကိုလည်းအများကြီးကူညီပေးပါမယ်ပေါ့အဒါတော့ကိုလည်းအဖေနဲ့ပတ်သက်ပြီးမိသားစုဒီလိုခံစားဘူးလို့အမက ဒါပြောပေးတာဗောနော်အမရဲ့သမီးလေးကိုအဲ့လိုမျိုးဗောနော်အဲ့လိုမျိုးရှိလောက်ပေးမယ်ဆိုရင်အမတို့ဘက်ကလည်းအဆင်သက်ပါပဲပေါ့နော်အဲ့တော့ဟို attention နဲ့ရှာတာမဟုတ်သလိုဒါမိုးဆက်ချုံနဲ့ပတ်သက်တဲ့ personal နဲ့နောက်ဆုံးယူခြင်းပေါ့နော်အမအနေနဲ့ပြောတာအမအလောက်ချောင်းတွေပဲပြောတာများတယ်ဆိုတော့လေအဲ့လိုမျိုးဆိုတော့အဲ့ဒါလေးရောရှိပါတယ်အာ လုတ်လဲလုတ်ပေးစေခြင်းလေတကယ်သူကမွေးနေဆိုရင်အဲ့လိုသူ့အမေဘလောက်ပဲဂယုဆိုင်ဆိုင်ပေါ့နော်သူ့အမေဘလောက်ပဲချစ်ပေးချစ်ပေးသူ့မိသားစုတွေအကုန်လုံးပေါ့အဲ့လိုမျိုးချစ်ပေးပေမဲ့လည်းမွေးနေဆိုရင်ထထဖောက်တယ်ထထဖောက်တယ်ပေါ့အဲ့လိုဖောက်ပြီးတော့အဲသူ့ကိုတော်တော်ပြီးတော့ဟိုဒီမွေးနေ့ဆိုတာနဲ့စကားတွေပြောစာတွေပို့သူသူ့ဘဝမှာသူ့ရဲ့ဖြစ်ခြင်းဆုံးသဏ္ဍာန်ကသူဒီပြိုက်ပွဲတွေဘာယုံမှာတော့သူတိတ်အာယုံမဆိုင်နိုင်ဘူးပေါ့နော်ခလေးကဒီ သူ့အဖေနဲ့သူတရက်လောက်ဖြစ်ဖြစ်တွေ့ရဖို့ပဲပြောနေရဲဟိုရက်တည်းကလည်းသူပြောတယ်ကိုလည်းအဖေနဲ့ပတ်သက်ပြီးတော့ရှိထားတော့လေနော်အဲ့လိုမျိုးလေးတွေရှိတော့သူ့ရဲ့နာပြို့ကြည့်ပြီးတော့မမေနဲ့မမနဲ့ဆိုအဲ့လိုမျိုးငိုရဲပေါ့နော်အဲ့လိုရှိပါညီမလေးဟာဒီနေ့ရိုက်ကူးလေးကြောင့်ပြော အဲဒီနေ့ရိုက်ကူးရေးလေးကကျတော့ဒီမှာပေါ့နော်ယိုကိုဟာမကိုတီဟာရဲ့အမရဲ့ဖိတ်လို့ပေါ့အဲ့တော့ဖိတ်တော့ဟိုအမလည်းအလုပ်တွေများတယ်ဈာတယ်ကနေပြီးတော့လာပြီးတော့တက်ဖြစ်တာပါဟုတ်ပွဲလေးပေါ့အော်မိုးဆက်ကဒီနေ့သူဟိုဟာသွား passport သွားလောက်တယ်ပေါ့နော်သူပြီးတော့အလုပ်ကိစ္စတွေလည်းရှိရောသူနှိကင်းလောက်ကြရင်တော့သူလာမှာပေါ့ဒီနေ့ကတော့အမညမလေးဒီ TikTok ဆယ်လီရုံးအင်ဒရာဆိုးနဲ့ဟုတ်ဟုတ်ကဲ့ပါပေါ့ဟိုပါပေါ့ဒါ make up တွေပါလေ ့မိတ်ကက်ကညီမလေးနန်းရည်ဝင်လဲပေါ့နော်သူလိမ့်ပေးရပေါ့အမသူ့သဘောကြတယ်အဲ့တော့မိတ်ကက်တွေဆိုရင်ဆိုအရန်ဟိုပါဖြစ်တယ်ပေါ့နော်အကိုကဘွားကနေရောဝိတ်မချရသေးဘူးဝိတ်မချသေးပဲမဲ့သူအဲ့လိုသူလိမ့်ပေးရင်အရန်စင်ပြေရေပေါ့အဲ့လိုပုံစံမျိုးဆိုတော့ဟာဟာလေ ယိုကိုဟာမကတော့အောင်မြင်ပြီးသားကုမ္ပဏီပေါ့နော်အခုဒီမှာ promotion ပေါ့ promotion လေးတွေချပေးနေတယ်အာဒီဟို match လာ25ကနေပြီးတော့ April 23အထိပေါ့အဲတော်တော်များတယ်အာဘယ်လောက်လဲဆိုတော့10ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းအထိပေါ့နော်ချပေးနေတယ်ပေါ့အဲ့တော့အာဒီမှာမကြိုက်တဲ့ TV အကြီးတစ်လုံးရှိတယ်သိလားအဲ့ဒါကအာအပြစ်မှာဆို3 4 50ရှိတယ်ပေါ့နော်ဒါဒီမှာဟို discount ချလိုက်တော့22 အဲ20ကျော်ပေါ့20ကျော်လောက်ပဲရှိတယ်တော်တော်ကြီးတယ်65လမ်းမှဟုတ်ဟုတ်အာယိုဂိုဟာမာပေါ့နော်ဒီထက်မကအများကြီးအများကြီးအကြီးကြီးအောင်မြင်ပါစေအာပြီးတော့ဒီလိုမျိုးပေါ့နော်ဟိုရိုက်ကူးရေးလည်းအများကြီးခဏခဏလုံနိုင်ပါစေလို့ဟုတ် ဒီ Moses ဆိုတော့အခု personal interview တွေ break ထားတယ်ပေါ့နော်အလုပ်အကြောင်းလေးတွေပဲ view ပေးပါလို့ပါဆိုတော့သူ့ကိုခလေးကို attention ရှာတယ်ထင်ပါဆိုလို့ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့အဲ့ဒါလေးတွေတော့မတို့ကရက်ထားတယ်ရက်ထားပြီးတော့ဒီ personal interview တွေလုံးဝဖြေခွင့်မပေးတော့ပါဘူးအဲ့တော့သူ့အလုပ်လေးကိုလည်းပြိုင်ပွဲကိုလည်းအာရုံစိုက်နိုင်အောင်ပေါ့နော်ဒါ Miss Universe Insane ပြိုင်ပွဲလေးကိုလည်းအာရုံစိုက်နိုင်အောင်သူကပြီးသွားရင်လည်းဒီပြိုင်ပွဲကလာပြီးသွားရင်လည်းဒီ Glory မတို့ Glory Talent Summer Agency နဲ့ဆက်ပြီးတော့အမှုပညာအလုပ်တွေလုပ်သွားမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့သူ့ကိုပြန်ထိန်းထားတဲ့သဘောပေါ့ဟုတ်အဲ့လိုမျိုး မျိုးလေးတော့ရှိပါတယ်။ဒီကနေ့ကဒီကနေ့ကစစ်စရာမလို့ဘူးပေါ့နော်။ဟိုဒါအမစိတ်ထင်ပေါ့စစ်စရာမလို့ဆိုတာအဲမိုးသက်ချုံလေးကိုမွေးတော့သူက2000ခုနှစ်လောက်မှမွေးရေပေါ့နော်။မွေးပြီးတော့2000အဲ2000ခုနှစ်လောက်မှာအမတို့ကအမအမရေမိုးသက်ချောအမေတို့ကအိမ်အောင်ကြရတယ်ပေါ့ကြရမှာအဲ2000ခုနှစ်လောက်မှာအိမ်အောင်ကြပြီးတော့2000နှစ်မှာ မိုးသက်ချိုလေးကိုမွေးတယ်မွေးပြီးတော့သူကသူ့သူ့ဟိုကျုပ်ကိုကျုပ်ချင်းနေပါတယ်အကျိုးအဖို့တွေပါလောက်ပါတယ်သူ့အဖေကချစ်ပါတယ်ချစ်ပေးရဲ့အဲ့လို2005လောက်ကြမှာသူတို့အိမ်တော်ကွဲတာဆိုတော့လေအဲ့လိုမျိုးဒီကနေဆက်မယ်ဆိုရင်တော့မဆက်ပေးမဲ့သူတွေကရှိနေရပဲလေဒီလားအဲ့တော့တကယ်လို့ဟိုဒါကတော့အမားစိတ်ထဲမှာဒါမိုးသက်ချိုနဲ့ပတ်သက်ပြီးတော့ personal interview နဲ့ပတ်သက်ပြီးနောက်ဆုံးဖြေတာပေါ့နော်မန်တကယ်ကတော့မဒီနေ့ဒီလိုပွဲမျိုးမှာတော့မဖြေချင်ဘူးပေါ့နော်မဖြေချင်ဘူးဆိုပေမဲ့အာ request တစ်ခုအနေနဲ့တော့ရှိရဲ့ ဟုတ်ပြီ DNA စစ်ပေးဆိုရင်စစ်ပေးမယ်ပေါ့နော်မိုးဆက်ချိုလေးကို2026 match လ14ရက်နေ့သူ့မွေးနေ့မှာအဖေတယောက်အနေနဲ့အဖေမြတ်တာလေးအတရက်လေးပေးပေးလို့ရမလားပေါ့ဒါ request ပေါ့နော်အဲ့လိုလေးပေးပေးလို့ရတယ်ဆိုရင်ဒါဟိုရှိတယ်ပေါ့နော်ကိုကိုလည်းအများကြီးကူညီပေးပါမယ်ပေါ့အဒါတော့ကိုလည်းအဖေနဲ့ပတ်သက်ပြီးမိသားစုဒီလိုခံစားဘူးလို့အမက ဒါပြောပေးတာဗောနော်အမရဲ့သမီးလေးကိုအဲ့လိုမျိုးဗောနော်အဲ့လိုမျိုးရှိလောက်ပေးမယ်ဆိုရင်အမတို့ဘက်ကလည်းအဆင်သက်ပါပဲဗောနော်အဲ့တော့ဟို attention နဲ့ရှာတာမဟုတ်တလို့ဒါမိုးဆက်ချုံနဲ့ပတ်သက်တဲ့ personal နဲ့နောက်ဆုံးယူခြင်းဗောနော်အမအနေနဲ့ပြောတာအမအလောက်ချောင်းတွေပဲပြောတာများတယ်ဆိုတော့လေအဲ့လိုမျိုးဆိုတော့အဲ့ဒါလေးတော့ရှိပါတယ်အာလောက်လဲလောက်ပေးစေချင်တယ်တကယ်သူကမွင်းနေဆိုရင်အဲ့လိုသူ့အမေဘလောက်ပဲ ကယူဆိုင်ဆိုင်ပေါ့နော်သူ့မိဘလောက်ပဲချစ်ပေးချစ်ပေးသူ့မိသားစုတွေအကုန်လုံးပေါ့အဲ့လိုမျိုးချစ်ပေးပေမဲ့လည်းမွေးနေ့ဆိုရင်ထထဖောက်တယ်ထထဖောက်တယ်ပေါ့အဲ့လိုဖောက်ပြီးတော့အဲသူ့ကိုတော်တော်ပြီးတော့ဟိုဒီမွေးနေ့ဆိုတာနဲ့စကားတွေပြောစာတွေပို့သူသူ့ဘဝမှာသူ့ရဲ့ဖြစ်ခြင်းဆုံးဆန္ဒကသူဒီပြိုင်ပွဲတွေဘာတွေမှတော့သူသိအာရုံမဆိုင်နိုင်ဘူးပေါ့နော်ခလေးကဒီသူ့ဖေနဲ့သူတရက်လောက်ပြည့်တွေ့ရဖို့ပဲပြောနေရဲ့ဟိုရက်တည်းကလည်းသူပြောတယ်တိချဲတဲ့အာ သမီးတဲ့တွေ့ခွင့်ရအောင်မလားပေါ့တရက်လောက်ပဲဖြစ်ဖြစ်ပေါ့အာအဲ့လိုခံစားချက်ကစိုးတယ်လीเนาะအဲ့လိုစိုးတယ်အာမိဘအပေါ်မှာ तू ကဒါဟောအာယုံစိုက်နေရပေါ့ပြီးတော့ तू ငငယ်လေးတုန်းကဆိုရင်ねအာအဲ့လိုသူ့ဖေစကား TV မှာလာပြီးဆိုတော့ねပပပပဆိုထခေါ်တော့သူတို့အိမ်တိုင်လုံးတမိသားစုလုံးကငိုရတယ်ပေါ့เนาะအဲ့လိုစိတ်မကောင်းနေဖြစ်ကြရတယ်ပေါ့ဒါအမကိုယ်တိုင်လည်းဖြစ်ပါတယ် အဲ့လိုမျိုးပေါ့နော်ဟိုဒီလိုမျိုးလေးသူတို့လုတ်ပေးမယ်ဆိုရင်လည်းမတို့ဘက်ကအဆင်သင့်ပါပဲပေါ့နော်အဲ့လိုမျိုးလေးတော့ရှိပါတယ်ဟုတ်ဒါမှသူနဲ့ပတ်သက်ပြီးတော့နောက်ဆုံးပြောချင်ပါဘာပြောပေါ့ဒါသမီးတယောက်နေတာဖေကိုမျောလေးလို့ဆက်တယ်ဒါကနေချိန်မီနေတာဘယ်လိုလဲတော့ခံစားခံစားအင်တာဗျူးမှာတော့မပြောလိုက်သေးရဲ့ အာအလောက်ကအခုဘယ်လိုလဲဆိုတော့ဒီ Miss Universe Insane နဲ့လှုပ်လိုက်တဲ့အချိန်မှာအမဒီ Glory ကလည်းအလောက်ရှုပ်တဲ့အချိန်ပေါ့ကြာနာနေတော့အလောက်တွေအရန်ရှုပ်နေရပါတော့ဟိုဘက်ကောဒီဘက်ကောရှုပ်နေတဲ့အချိန်အဲ့လိုမျိုးမှာသူတို့တွေကိုသူတို့တယောက်တည်းတော့မဟုတ်ဘူးအမ Miss ကလေးတွေအကုန်လုံးအမပြောတယ်ဘယ်သူဘာလှုပ်ချင်လဲအမောက်တိုင်းမယ်ပြောအဲ့ချိန်မှာဆိုရင်အာသူကတော့ဒီလိုမျိုးလေး view ချင်တယ်ဆိုတော့သူ view လိုက်တယ်ပေါ့သူ view လိုက်ပြီးတော့အဲ့ interview တက်လာတဲ့အချိန်ကျတော့အိမ်မမေတို့ကလည်းရောက်နေရပါတော့ရောက်နေတော့အဲ့ interview လေးတက် က်နေရောမမေ့မာကြည့်ကြည့်ရနာတော့ကိုလေးအဖေနဲ့ပတ်သက်ပြီးတော့ရှိထားတော့လေနော်အဲ့လိုမျိုးလေးတွေရှိတော့သူ့ရဲ့နာပြိုကြည့်ပြီးတော့မမေ့နဲ့မမနဲ့ဆိုအဲ့လိုမျိုးငိုရဲပေါ့နော်အဲ့လိုရှိသူကလေတော်တော်တနာဖို့လည်းကောင်းတယ်အဲ့လိုမျိုးတခါတလေကြိုက်ငိမ့်နေရယ်အဲ့လိုငိမ့်ပြီးတော့သူတွေးနေရယ်သူ့ရဲ့စိတ်ထဲမှာကသူဒီဟာကိုသူ သူ့ရဲ့ target ပေါ့သူ့ပန်းတိုင်သူ့သူ့ရဲ့ဖြစ်ချင်ဆုံးဆန္ဒလို့ပြောလို့ရတာပေါ့နော်သူ့ဖြစ်ချင်ဆုံးဆန္ဒကသူ့ဘလောက်လဲဆိုအဲ့လိုသူ့ရဲ့ဟိုနောက်ဆုံးပေါ့နော်သူ့ကိုမတားအောင်စင်အောင်သူကတော့တောက်မှန်မဲ့သဘောမှရှိရတွေ့ဝင်ပေးဖို့ပေါ့နော်လက်ရှိတက်ဆိုင်နေသူပေါ့အဲ့လိုမျိုးပေါ့လက်ရှိအမအိုပေါ့နော်အဲ့လိုမျိုးလေးတော့သူကတော့တောက်မှန်ပြီးတော့တော့တွေးဖို့အဲ့လိုမျိုးကတွေးချင်တာလေးကိုသူပြောချင်တယ်ပေါ့နော်ဒါတော့မမဘက်ကလည်းအဲ့ဒါကိုခံစားလို့ရတော့သူ့ငွေနေပေါ့လာမယ့်နှစ်ငွေနေလေးမှာရှိပြီးရင်တော့ ကောင်းမယ်ပေါ့နော်တော်တော်ငယ်ငယ်လေးတုန်းကသူ့ဖေလာလာတွေ့တော့သုံးကာလောက်သူတွေ့ရတော့အဲ့ဒါလည်းပျော်မှာပေါ့နော်အဲဒီအကိုပေါ့အမယူထားအမနောက်ထပ်ဟိုယူရဲ့နောက်အိမ်တာပေါ့နော်အဲ့အကိုကိုမင်းလာသူကလည်းတော်တော်ချစ်ပေးရဲ့မဟုတ်သောကိုအဲ့လိုအရန်ခယူးစိုက်ပေးရဲ့ပေါ့ပြီးတော့နားလဲပေးရဲ့ပေါ့နော်ဟိုအဲ့တော့အမအနေနဲ့ကတော့ပြောချင်တာဟိုဘက်မိသားစုဒီဘက်မိသားစုတွေရောတော့ ဟိုထိလည်းမထိခိုက်စေချင်ဘူးကောင်းကောင်းမွန်မွန်လေးနဲ့ပဲသွားစီခြင်းနဲ့အဲ့တော့အမရဲ့သမီးလေးရဲ့ဆန္ဒကိုလည်းဖြည့်ဆည်းပေးလို့ရရင်ဒီလူပိုးကမှခဏလေးပဲပေါ့နော်အသက်ရှိခြင်းနဲ့အချိန်လေးပေါ့ဒီကလေးရဲ့ဆန္ဒလေးကိုသူ့မွေးနေလေးတက်ရက်လောက်တော့ပေးတွေးစေခြင်းနဲ့ပေါ့အဲ့ဒါလေး အဲ့ငိုတော့ပြောထားတယ်ဟုတ်တယ်အာခုနေ့ကကိုနိုင်လူအင်တာဗျူးလေးလေးတွေးလိုက်တယ်အကိုကိုလည်းကျေးဇူးတင်ပါတယ်ဒါသူကလည်းသမီးလေးကိုချစ်ပြီးတော့ view ပေးတာပေါ့နော်အဲ့ဒါလည်းသူ့ကိုလည်းကျေးဇူးတင်ပါတယ်အာမိုးသားတော့ပြောတယ်စနေစနေနံနဲ့စားတယ်ဆိုတာပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့ဟိုတော်တော်များတော့သိကြပါတယ်စမ်းကြောင်းပါပေါ့နော် ပြီးတော့သူတို့ခေတုံးကအဆိုတော်တွေပေါ့အဲ့လိုနေမှာတချင်းနေလိုက်ဆိုတော့သူတို့တော်တော်များများလည်းသိကြပါတယ်အဲ့လိုမျိုးပါဟို အဲစနေနံနဲ့စပြီးတော့စတယ်ပေါ့ဘလို့လဲဆိုတော့ဟိုအရင်တော့ကတော့သူ့မိတို့နဲ့ကတော့မတို့ကခင်နေရပဲပြီးတော့ခရိယန်ချင်းချင်းလည်းဖြစ်နေတော့လေခရိယန်ချင်းချင်းဖြစ်နေတော့ခင်နေအမိသားစုလိုပဲဒါပေမဲ့ဟိုအရင်အတွင်းရေးတွေတော့မမသိဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်းတွေကျတော့မှသိလာတာတွေပေါ့နော်ဒါသိလာတဲ့အချိန်ကျတော့ တော်ပါတယ်သူ့အမေလည်းအရန်ဟိုဟိုထိန်ကြောင်ပေးတယ်တော်တယ်ပြီးတော့ဟိုဂယုစိုက်ပေးရပေါ့နော်သူတို့လင်မယားနှစ်ယောက်စလုံးကမိုးဆက်ကလေးကိုတောက်ချောက်ဂယုစိုက်ပေးရပေါ့တော့မိုးဆက်အနေနဲ့ကြာတော့လဲခုနပြောသလိုပဲဂယုစိုက်ပေးခြင်းမလူတာမရရတာမလူလေးပေါ့နော်ကလေးဆိုတော့တန်တာတယ်သူအမြဲတမ်းသူဖြစ်ချင်တဲ့သူဆန္ဒလေးပါပဲအဲ့လိုမျိုးပေါ့ဟုတ်နော်အဲ့လိုမျိုးတော့အမကလည်းမကြားဘူးအဲဟိုခုနပြောသလိုမျိုးပေါ့သားသမီးတွေကို အခုလည်းဟိုအဲ့ဒီအကူမှာလည်းသားသမီးတွေရှိပါတယ်ရှိတော့ဟိုသားသမီးတွေမျက်နှာကြောက်လဲဟိုဟာမဖြစ်တာဖြစ်မှာပေါ့နော်မမမမစိတ်ထင်ပေါ့အဲ့လိုမျိုးဆိုရင်လည်းအမမတို့ကဘာမှမဖြစ်ပါဘူးနားလဲပေးရပေါ့နော်နားလဲပေးရဒါပေမဲ့မိုးဆက်လေးလည်းသားသမီးပါပဲမိုးဆက်လေးလည်းသားသမီးပါပဲပေါ့နော်သမီးကြီးပါပဲမိုးဆက်လေးလည်းသမီးကြီးဆိုတော့သူခံစားချက်ကလေးကိုတရက်လောက်ဖြစ်ဖြစ် အဲ့လိုမျိုးအဖေမေတ္တာလေးပြန်လာပေးပေးပါလို့အမတော့ request လေးလုပ်ချင်တယ်အဲ့လိုပဲเนาะအာဆက်တော့မသွားပါဘူးဆက်မသွားဘူးဆိုတာအမတို့ရောမိုးဆက်တို့ရောအားလည်းမအားဘူးလေအမကကပြောသလိုမျိုးပဲမိုးဆက်ချုံနဲ့ပတ်သက်ရင်ဒီ interview ကအမနောက်ဆုံး view ချင်းပေါ့เนาะခလေးကိုလည်းအမ personal လုံးဝ break ထားတယ်ပေါ့เนาะအလုတ်ကြအလုတ်ဆိုရင်တော့ view ပေါ့အဲ့တော့ဟိုပြီးတော့ဒီ Yokohama ဆိုလည်းမိုးဆက်ကိုခေါ်ပေးတယ်အလုတ်ကလေးတွေစိတ်နှမ်းတော့အများကြီးပဲပေါ့เนาะအဲ့လို shooting လေးတွေခေါ်ပေးတာလည်းတကယ်ကျေးဇူးတင်ပါတယ်တိလာဟိုခလေးအနေနဲ့မှလေသူ့ရဲ့ဟိုဘဝရှောက်လန်း တွက်ဖို့နော်ရှောက်ဖို့အတွက်လမ်းလေးလမ်းစာလေးတွေရလာတာပေါ့အဲ့အတွက်လည်းတကယ်ကျေးဇူးတင်ပါတယ်လို့အကုန်လုံးကိုလေဟုတ်အဲအကုန်လုံးကိုမထိခိုက်စေချင်ဘူးလေနော်ဘသူ့ကိုမှလည်းမထိခိုက်စေချင်ဘူးပြီးတော့ဒါဟို Facebook မှာဆိုလည်းကြည့်လိုက်လေအမကိုယ်တိုင်တော့မှကြည့်လိုက်ဒီသတင်းတွေကြီးပဲဖြစ်နေတော့အမကိုယ်တိုင်တော့မှအေးများနေပြီးသီလားအဲ့လိုမျိုးခလေးကိုလည်းပွဲကိုပဲအာယုံဆိုင်စေချင်တယ်ပေါ့နော်အလုပ်ကိုပဲအာယုံဆိုင်စေချင်တယ်အဲ့တော့ခုနကတော့အမပြောတဲ့ဟာလေးပဲပေါ့နော်အဲ့ဒါလေးတစ်ခုကတော့ ဒါမျောလင့်ထားတယ်လို့မျိုးတော့ဆက်သွယ်လာလိုက်ပါလိမ့်မယ်တစ်ချိန်ချိန်ပေါ့နော်အဲ့လိုမျိုးလေးသူ့မွေးနေလေးတရက်လောက်ပေါ့ဒီဟာလေးကိုပဲခေါင်းလေးနဲ့ထည့်ထားပေးရင်လည်းကျေနပ်ပါတယ်ပေါ့ဒါတော့လုတ်ပေးခြင်းနဲ့ဆိုရင်လည်းလုတ်ပေးလို့ရတဲ့အရာပါအရင်အတင်းအကျပ်ကြီးအမားတို့တောင်းဆိုထားတော့မဟုတ်ပါဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးပါပဲဟုတ်အဲသူကအဲ့ဟိုပါပေါ့လွတ်လွတ်ရှုခဲ့တာမဟုတ်သုံးခေါက်လောက်တော့လာပြီးတော့မိုးဆက်ကိုသူတွေ့ရေပေါ့နော်အဲ့လိုမျိုးတွေ့ရတဲ့ အဲရှူတင်ရအပြန်လာအဲ့လိုမျိုးပေါ့တစ်ခေါက်ကမနက်နှစ်နာရီထိုးဆိုလာမျိုးရှူတင်ပြီးရောပေါ့အဲ့လိုမျိုးလေးနေတွေ့ရဆိုတော့အဲ့တွေ့တာကိုလည်းသူ့ရဲ့ဒုတိယဖေကဂယုစိုက်ပြီးတော့လိုက်ပို့ပေးရပေါ့နော်သူ့မိမေလည်းပါတယ်အဲ့အဲ့လိုမျိုးလေးတွေလှုပ်ပေးရပေါ့ဟိုမိဘတွေအနေနဲ့ပေါ့အဲ့တော့နောက်ပိုင်းဒီနည်းနည်းကြီးတဲ့အချိန်တွေကနေစပြီးတော့မတွေ့တော့ဘူးပေါ့နော်မတွေ့တော့ဘူးဆိုတော့သူကလည်းခလေးဆိုတော့အရင်လိုပြန်တွေ့ရမလားဆိုပြီးတော့စာတွေပဲတော်တော်ပို့ရင်ဘလော့တယ် အဲ့လိုမျိုးစာတွေတော်တော်ပို့ပြီဆိုရင် blog ဝါတာတို့အဲအဲ့လိုမျိုးလေးတွေပေါ့နော်ဟိုခလေးပြောတော့ဟိုဒါနားလဲပါတယ်ဟိုအိမ်ဆောင်ရေးတွေမှာနည်းနည်းပြိပခါလေးတွေတို့ဘာလို့ဖြစ်မှာဆိုလို့ဖြစ်မှာပေါ့နော်အဲ့တော့နားလဲပါတယ်ဟိုမိုးဆက်ချိုရဲ့မမေရလဲတော်တော်နားလဲပေးပြီးတော့တော်တော်ဟိုအရန်ဟိုနားလဲပေးပါတယ်အဲ့လိုမျိုး ဟိုမိုးစက်ကတော့အမားတို့ကတော့ပြောထားရယ်ပေါ့နော်ဟိုတကယ်လို့အင်တာဗျူးတွေဖြေခဲ့တော့ရှိရင်လည်း personal မဖြူဖို့ရယ်နောက်တစ်ခုကအာဘသူ့ဟိုမှမထိခိုက်ဘူးဆိုရင်ပြောလို့ရရယ်ပေါ့နော်အဲဘသူ့ဟိုမှမထိခိုက်ဘူးအဲတမီးရဲ့ အဓိကဆန္ဒကိုပဲပြည့်မယ်ဆိုရင်ရတယ်ပေါ့နော်အဲ့အဲ့လိုလေးပဲပြောပေါ့ကျွန်တော်တော့မပြောတော့နဲ့ပေါ့အဲ့လိုမျိုးလိုပြောတယ်အဲ့တော့ဟိုဒီကနေတစ်ဆင့်အဲ Facebook သုံးနေရဲ့သူပဲဖြစ်ရဲ့တော်တော်ပဲဖြစ်ရဲ့အဲ့တခုပေါ့နော် request လုပ်ပြီးတော့ဟိုတောင်းပန်ပါတယ်လို့မိုးဆက်ရဲ့ interview လေးတွေတောက်လျှောက်တက်နေရရင်လည်းပတ်သက်ပြီးတော့အာအမားတို့ဂျူရိုဘက်ကပေါ့နော်ဒီ Miss Universe Insane ပေါ့နော်အဲ့ဒါရော Glory Agency ရောအမားတို့သူ့ကို personally plate ထားပါတယ်အဲ့ဒါလေးအနောက်ဆက်အဲစိတ်အနောက်ရှက်လေးတွေဖြစ်သွားကြတယ်ဆိုရင်အဲဂျူဂျူကဒီရပဲတောင်းပန်ပေးပါတယ်လို့ဟုတ်